ဆလင်းမြို့နယ်ကကျေးရွာတချို့မှာ PDF တွေပေးတဲ့ဒုက္ခတွေကိုဒေသခံတွေခါစီခံနေကြရပါတယ် မကွေးတိုင်းဒေသကြီးစလင်းမြို့နယ်ကကျေးရွာတွေဖြစ်တဲ့ကြောက်ခဲကုန်းငတန်ကုန်းစတဲ့ခြောင်းလာကရွာတော်တော်များများကပြည်သူတွေဟာ PDF ရဲ့အကြမ်းဖက်တွေပေးတဲ့ဒုက္ခတွေကို နေ့စဉ်နဲ့အများခံစားနေကြရတယ်လို့လုံခြုံရေးအရာ အမည်မဖော်လို့တဲ့ဒေသခံတွေက PAN ကိုပြောပါရတယ်။ ။ PD ရဲ့အကြမ်းဖက်တွေဟာအကြမ်းဖက်တိုက်ခတ်တိုက်ခိုက်ဖို့တောင်းလာရမှာအဲ့ဒီရွာတွေကကျေးရွာသားတွေပိုင်တဲ့ဆိုင်ကယ်တွေကိုအတင်းဝင်ရောက်ယူဆောင်နေကြတယ်လို့သူတို့ယူဆောင်သွားမယ်ဆိုရင်ဆိုင်ကယ်တွေကိုလည်းစီအပြစ်ဖြစ်ပေးထားရတယ်လို့ဆိုပါရယ်။လေယာလုပ်ငန်းလုပ်ကင်စားတော့ရတဲ့ပြည်သူတွေဖြစ်လို့ဒီဆိုင်ကယ်တွေနဲ့ပဲသွားလာလှုပ်ရှားနေရတာဖြစ်လို့သူတို့တကယ်ကိုအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့လည်းဒေသခံတွေကပြောပါဗျ။ PD ရဲ့အကြံဖက်သမားတွေဟာဒေတာခန်တွေရဲ့ဆိုင်ကယ်တွေကိုယူဆောင်စီးနှင်းတောလာနေကြရုံမြမကဆိုင်ကယ်မရှိတဲ့ကျေးရသားတွေကတော့ coffee mix ဖို့ဆိုပြီးငွေတွေပေးနေကြရတယ်လို့လဲဆိုပါရယ်ကြေးရသားတူပြောတာကတော့ရုပ်ရှင်ဇက်လန်တွဲတွေထဲကလိုပါပဲရွာထဲကိုအုပ်စုလိုက်ဝင်လာပြီးရွာသားတွေကိုခေါ်တယ်ဆိုင်ကယ်ရစီအပြစ်ဖြစ်ခံပြီးယူတယ်မရှိတဲ့ရွာသားတွေကိုတော့ coffee mix ဖို့ရှိတာပေးဆိုပြီးငွေတွေစုခိုင်းတယ်ယူသွားတယ်တကက်ဗီဒီယိုဇက်လန်လိုပါပဲ PDF အကျန်းဖက်တွေရဲ့အနိုင်ကျင့်နာတွေသူတို့ပေးတဲ့ဒုက္ခတွေကြောင့်ဒေသခံတွေဟာအတော်ဆိတ်ညစ်နေကြရလို့သူတို့ကိုကယ်တင်ဖို့လိုလားနေကြပါတယ်။သူတို့ကသာအမြင့်တက်အောင်ချိန်မုံပေးပါရွာကိုမိရှုလဲရပါတယ်လို့ဒေသခံတွေက ပြောဆိုလာကြပါတယ်။လက်ရှိမှာတော့ပေါလောင်းရွာရဲ့အနောက်ဘက်ကျောမှာ PDF အကျန်းဖက်တွေရှိနေပြီးမနေ့ကမတ်လ၈ရက်နေ့နေ့လယ်ပိုင်းကညီနီကုန်းပန်းတော်ကျင်းရွာဘက်မှာ တန်းတော်ကျင်းရဘက်မှာရှင်းလင်းရေးလှုပ်ဆောင်လာတဲ့တမတော်စစ်ကြောင်းနဲ့ထိတွေ့မှုအနှဲငယ်ဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲကြောင့်ထွပြေးလာတဲ့ PD ရဲ့အကြမ်းဖက်တွေဟာပွင့်ဖြူမြို့နယ်ညောင်ပင်ဝိုင်းကျေးရွာဖက်ကိုရောက်နေပြီးညောင်ပင်ဝိုင်းကျေးရွာမှာအင်အား40 50လောက်စုဖွဲ့နေတယ်လို့ဒေသခံတွေက PAN ကိုသတင်းပေးပို့ထားပါဗါတယ်။